ပညာတဲ့ပွင့်ရလူငယ်လေးဖြစ်ကနေကြောက်ကဲ့ယောဂါကြောင့်အနာကဲပြောက်နေရတဲ့ကိုအားကားတို့အားလုံးပဲမင်္ဂလာပါဒေဆလီဘယ်ဒီနျူပေကနေပြန်လေကကြိုဆိုလိုက်ပါရီကြောက်ကဲ့ယောဂါကမြန်မာနိုင်ငံမှာတော့အဖြစ်များတဲ့ယောဂါတစ်ခုဖြစ်လာပြီးလူကြီးတွေမှာသာမကလူငယ်တွေလည်းခံစားလာရပါရီကြောက်ကဲ့ယောဂါကငွေကုန်ကြေးကြလင်းအရင်းများလာကြောင်းငွေချင်းမတက်နိုင်ရင်တော့လက်လွတ်လိုက်ရမယ့်ယောဂါဖြစ်လာပါရီအချိန်ကဘန်ဝင်တက်လုပ်ခဲ့မှုတွေကိုအားကားတို့ဟာကြောက်ကဲ့ယောဂါကိုခံစားနေရတာနှစ်နေရှိသွားပါပြီ ကွာကာထုံကရှင်နေချောင်းစာတိဖြစ်ပြီးအင်္ဂလိပ်စာနဲ့ဘွေရထားသူဖြစ်ပါသည်။မိဘတွေကအဆင်ပြေပေမယ့်ဘွေရအောင်စူးစားပြီးတော့ချောင်းထားပေးပြီးနောက်မှာအလုပ်လေးရှာသွားပါသည်။ဗန်မာလုံးလုံးရှင်နဲ့လေးနှစ်တာတက်တန်းတစ်လျှောက်မှာတော့အဆင်ပြေခဲ့ပါသည်။ဂျာပေးမဲ့နောက်ပိုင်းမှာတော့သွေးတူတာကိုမတိမတာခန့်စားလိုက်ရပြီးတာမဲသွေးတူတာတို့သာထင်ခဲ့တာပါ။နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့အတွက်ရည်မဲချက်ရှိခဲ့ပြီးစစ်စရာကနေကြောက်ကက်ယောဂါဖြစ်သွားခဲ့ပါရီစစ်စဲကြီးတဲ့ချိန်မှာတော့ကြောက်ကက်ကပျက်စီးနေပြီဖြစ်ပြီးတော့ကြောက်ကက်စေးရပါတော့ရီ အရင်ကတော့ကိုဝါကာချုံးကိုအချော်ဖြစ်သူဟာစိတ်ကုသပေးခဲ့ပြီးတော့အခုတော့အိတ်တော်လေးစုံပါသွားပါတယ်။ကြောက်ကဲ့ယောဂါကိုကုသလာခဲ့တာတိန်းတထောင်ကျော်ကုန်နေပြီဖြစ်တာကြောင့်အိမ်ကလည်းစက်မကုနိုင်တော့ပါဘူး။ကြောက်ကက်ကိုစီရတဲ့ငွေတွေကအရန်ကုန်ပြီးတရကိုသိန်း30ထိကုန်ကြစီရှိပါသေး။အလိုရှင်နေကြောင်းသာအခုထိရက်တည်နိုင်တာဖြစ်ပြီးသူ့ကိုကုညီသူတွေကိုလည်းအားနာလာလို့ အမြန်ဆုံးပျောက်ကင်းစင်နေပါရီအရင်ကတက်ကြွားရီဘန်ဝင်တန်းလူငယ်တယောက်ဖြစ်ခဲ့ပေမယ့်အခုတော့ကြောက်ကဲ့ကြောင့်ခန္ဓာကိုယ်မှာပိန်သွားသလိုအသားရည်လေးညိုသွားပါရီအခြားကြောက်ကဲ့ဝေဒနာရှင်တွေလိုဝမ်းပိုက်ဖောက်ရောင်တာတွေမရှိပေမယ့်လေအသက်ရှူမဝတာကြောင့်အောက်ဆီဂျင်လေးမကြခနာရှူနေရပါရီကိုယ်ကာထွန်းတို့မိသားစုလေရှိတဲ့ပစ္စည်းတွေကိုရောင်းချပြီးတော့ကုသပေးမယ်လေမပြောက်ခဲ့ပါဘူးအသက်25နှစ်ရွယ်ကလေးကကြောက်ကဲ့ယောဂါခံစားရပြီးအခုဆိုရင်တော့အသက်29နှစ်ရှိသွားပါပြီ ကျောက်ကယောဂဖြစ်တဲ့အချိန်မှာဒါသူ့ဘေးမှာဘသူကမိတ်ဆွေအစ်စ်မန်လဲဆိုတာသိသွားပါတော့ရည်ယောဂခန်းစားနေရတာကြောင့်မခေါ်ချင်မပြောချင်သူတွေလည်းရှိသလိုမတင်ထားတဲ့သူတွေကလည်းထောက်ပံ့ပေးကြပါရည်ကုသပေးတဲ့ဆရာဝန်ကြီးတွေကလည်းကျောက်ကလေးလိုက်ဖို့ပဲတိုက်တွန်းနေကြပြီးမြင်မြင်လေးလေးနိုင်ရင်တော့သူ့အတွက်တရက်ပို့ပြီးတတ်တာမှဖြစ်ပါရည်ကိုဝါကထုံလုံးအဖြစ်မျိုးကြုံနေရသူတွေလည်းများစွာရှိပြီးဆိုရှယ်မီဒီယာကနေကူညီတောင်းနေရပါရည် ရေတောင်နေပြီးတော့တွေ့တူတာကောင်အပေါ်စားတဲ့ရှားတစ်ခုဖြစ်ပြီးတတိမထားမိတဲ့အရာတွေကစုမိသွားတဲ့အခါကြီးမားတဲ့ရောဂါကလည်းဝင်လာနိုင်ပါသေးတယ်။ကိုဝါကာထုံကလက်ရှိမှာတော့ကြောက်ကဲစေဖို့အတွက်ရှန်ကုန်ရွှေပြည်သားအင်းပေါင်းစုရွက်ွယ်ဈေးရဒုက္ခလမ်းမှာနေထိုင်ပါရီ။ကိုဝါကာထုံကတော့သူ့လိုပဲမဖြစ်အောင်တွေ့တူရင်အပေါ်စားဖို့အတွက်တိုက်တွန်းထားပါရီ။အနေနဲ့ရဲကကိုဝါကာထုံကိုကူညီပေးကြပေမဲ့ငွေလိမ့်နာကိုလည်းခံလိုက်ရပါသေးတယ်။ အသက်29နှစ်ရွယ်ကိုအားကားထွန်းဟာသူ့ဘဝမှာကြိုးစားကျင်သရာကြောင့်နောက်ဆုံးမျော်လင့်ချက်အနေနဲ့ကြောက်ကဲ့လေးကျင်နေလို့ဆိုပါရီကြောက်ကဲ့စေတာကတတယုံပဲရှိပြီးအရှိမပြောက်တာကြောင့်ကြောက်ကဲ့လေးလေးဖို့အတွက်မျော်လင့်ချက်နဲ့ဆိုရှယ်မီဒီယာတွေမှာအကူအညီတောင်းနေရပါရီကြောက်ကဲ့လေးလေးဖို့ဆိုရင်နိုင်ငံသားမှာကုသရမှာဖြစ်ပြီးတိမ်မောင်းရာချီပြီးတော့ကုန်ကြမှာဖြစ်ပါရီနိုင်ငံသားမှာလေတော့ရအလုံးမလုံးနိုင်တော့သလိုမိသားစုဝင်တွေလည်းငွေမတက်နိုင်တော့တာကြောင့်သူ့ကိုကူညီပေးကြဖို့အတွက် တောင်းဆိုထားပါရီ ကွာကာထွန်းလင်းကြောက်ကက်ကိုအမြန်ဆုံးလေးလေးကွင်းရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်